မိုင်ဆုံခမင်္ဂလာပါနော်နမုနာဒေတာချန်နမပြန်လည်ကြိုဆိုလိုက်ပါရရှင်ထိုင်းနိုင်ငံပတ်တရားနာမှာဖွင့်ထားတဲ့ Nook Nook Garden ကိုစီလာရီအများကြီးရှိတဲ့ပန်းချံလေးကိုတလဲမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ garden ရဲ့ဝင်ပေါက်ကို ရောက်ပါပြီရှင်အရန်ကိုတာယာလှပတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီနေရာကို အများစုလူတွေကလာလို့ရှိရင်တော့ one day trip ကို အဲ့လို agent အနေနဲ့လာတာများတယ်ပေါ့နော်အဲ့လို travel packet 1 day အဲ့လိုမျိုးဝယ်ပြီးလာလေတာများပါတယ်။ကျမကတော့ထိုင်းတငယ်ချင်းက ကောင်းမှုနဲ့ပေါ့နော်။သူကဒီ hotel မှာ member ဆိုတော့လက်ကားနေရပါတယ်ရှင်။ဒီမှာပေါ့နော်တညအိပ်ပါမယ်။လေကားတော့နည်းနည်းတက်ရတယ်။အခန်းက3လွာပေါ့နော်။ကျမကဒီ hotel လေးကိုတော်တော်လေးတဘောကြပါတယ်။ ဘာမှတော့မကြည့်ချက်မခံတော့ဒါပေမဲ့ကျေတယ်ပြီးတော့ဝရဏာရှိရပေါ့နော်အဲဝရဏာမှာကုစားချင်တာတွေဝယ်ပြီးတော့မှထိုင်စားရတာပေါ့နော်အဲ့ feeling လေးကိုအရင်တဘောကြပါတယ်ဒါပေမဲ့ဒီနေရာမှာတော့ဘာမှအစာတောက်ဝယ်စရာမရှိဘူးပေါ့နော်ဒါကတငယ်ချင်းကားနဲ့လာလို့တာလေအစာတောက်တရားကြတော့ဒီနေရာကနေနည်းနည်းလေးကားမောင်းပြီးတော့အဲ့လိုမျိုး night market တို့ဘာတို့မှတဝဲလာပြီးတော့ဒီမှာပြန်လာစားရမျိုးဖြစ်ပါတယ် ကျမနေရဲ့နေရာအနေနည်းနည်းလမ်းလျှောက်လာရပါတယ်။ဒါကတော့မနက်စာလာစားတဲ့နေရာပေါ့နော်။အဲဒီမှာလဲတဲခို့လို့ရပါတယ်။ဒီမနက်စာစားတဲ့နေရာရဲ့အရှိမာတွေဆိုလို့ရှိရင်လည်းအများကြီးပဲပေါ့နော်။ဒီလိုမျိုး lake view လေးကြည့်ပြီးတော့ပေါ့။ဒါကတော့မနက်စာလာစားတာပါ။မဆိုးပါဘူး။စားလို့ကောင်းပါတယ်။ Yummy! နက်စာစားပြီးတော့မှစလဲပါပြီအဲ့လို truck တေးတေးလေးစီးပြီးတော့ပါအခုရိုက်နေတဲ့ video ကဒါ truck ပေါ်ကရိုက်တာပေါ့နော်ဒါကတော့ရိုးရပြဆက်တကြီးဖို့သွားတာဖြစ်ပါတယ်ဒီပြဆက်ကိုကြည့်ရင်လက်မှတ်ဝယ်ရပါတယ်နော် ဆက်ပြီးသွားတဲ့အခါကျတော့ကျမစင်ကပွဲကိုဆက်ကြည့်ပါတယ်ဟဲ့တော့စင်ကလည်းပစံကြတာ Elephant also understand money ဖတ်တရားရတော့ညပါပါပါတယ်ရှင်ကြောက်ကြောက်လန့်လန့်နဲ့ပေါ့နော်။စင်မာတော့အနက်နည်းနည်းရှိရဲ့ရှင်။အဲအပြပြေလွလွနဲ့တရိုက်ခဲတာဖြစ်ပါတယ်။စင်တသေးလေးပေါ့နော်။ကျမကိုဖက်တာပေါ့။ဟိုးမာကြည့် စင်နှမောင်းနဲ့ခြီးပြီးတော့လဲရိုက်လို့ရတယ်ပေါ့နော်ကျမကတော့ကြောက်လို့မရိုက်ခဲ့ပါဘူးရှင်။အော်စင်ကမပြောတည်းလဲကြိုက်တယ်ရှင်။တို့ရရစင်ကိုအတီချာတော့ train ထားတယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်တရိတ်ဆန်နဲ့ကစားရတာဆိုတော့လေကျမကြောက်တယ်ရှင်။လာအောင်မဲ့လာအောင်မဲ့နောက်ထပ်ပုံစံမျိုးစုံနဲ့သူတို့ကလူတွေကိုပျော်ရွှင်အောင်လို့အဲမျိုးမျိုးကစားပြရတယ်၊ကပြရတယ်ပေါ့နော်။ချစ်စရာကောင်းလိုက်တာမို့မို့လေးတွေရေ။

ဒိုင်နိုဆောတွေအများကြီးရှိတဲ့ပန်းချံထဲကိုအကျန်းဖြင်းပေါ့နော်လုံရင်လုံရင်နဲ့ဒီဒိုင်နိုဆောအကောင်ကြီးကတထောင်နီးပါးလောက်ရှိလာပြီလို့ပြောတယ်ပေါ့နော်ကျမလည်းရီတော့မရီကြည့်ဘူးပေါ့ဒါပေမဲ့လည်းတကယ်ဟိုပဲအများကြီးပါပဲဝါးလာတူတူလိုက်ခဲ့ဒိုင်နိုဆောတွေလိုက်ကြည့်ရအောင်နော် ယ်ကျမဒိုင်နွန်ဇောရင်နဲ့ဘယ်လိုမျိုးကဲပြီးပျော်ရှင်ခဲ့လဲဆိုတာကိုဆက်ကြည့်လိုက်ကြမယ်နော် တရိတ်ဆန်တွေကိုရုပ်ထုလေးတွေပန်းချံအလှအပပေါ့နော်ဒါကတော့ကျမအရင်ချစ်တဲ့တရိတ်ဆန်ထဲမှာပါတဲ့အခုအာလာလေးပေါ့နော်ဒါကတော့ရုပ်ထုပါကျမတရုတ်ပြည်သွားတော့ကတကယ်ခုအာလာနဲ့တွေ့ခဲ့တယ်ပေါ့နော်ကျမဗီဒီယိုတွေကိုကြည့်တဲ့လူဆိုလို့ရှိရင်တော့တွေ့မှာပါကျမခုအာလာကိုဘယ်လောက်ချစ်လဲဆိုတာဒါတွေလည်းရုပ်ထုတွေပဲပေါ့နော်ဒါတွေကိုလည်းလမ်းလျှောက်ဟိုလျှောက်ဒီလျှောက်ပေါ့နော်ကြည့်ခဲ့တယ်ဒီနေရာလေးမှာအိတ်ပြီးရောမှလေရတော့ အဆင်ပြေတယ်ပေါ့နော်လမ်းလျှောက်နိုင်ပြောတာပါလမ်းမလျှောက်နိုင်တဲ့လူတွေကတော့ truck နဲ့ပဲပတ်ပြီးတော့လေကြမှာပေါ့နော်ပြီးတော့အပင်တွေလည်းအများကြီးပေါ့နော်အဲ့အပင်တွေကြတော့ကျမလည်းပြင်းတာနဲ့ truck နဲ့လေခဲ့တယ်အဲ့တော့ truck ပေါ်ကနေကျမလမ်းရိုက်ကြတော့ဗီဒီယိုကမကောင်းဘူးပေါ့နော်သုံးခါပြီးတော့မှအဲကြောင့်အပင်တွေဟာတော့ကျမဒီဗီဒီယိုထဲမှာမထည့်ထားပါဘူး 嗯、我鸡巴嘞，没比手拿毛线。 就离我送弟级别了，技术发现，老板的十大，我们来上级别了。<music> <music>